ပရိသတ်ကြီးမင်္ဂလာပါဒီနေ့ကျမတို့တင်ဆက်ပေးမှာကတော့ကမ္ဘာသမိုင်းတခြားမှာအထူးခြားဆုံးနဲ့မြို့ဝတ်စမ်းကြယ်ဆုံးဘာသာရေးပစ္စည်းတစ်ခုဖြစ်တဲ့ Arc of Governance ပဋိညာတက်တာတော့အကြောင်းပဲဖြစ်ပါတယ်ဒီတက်တာတော့ဟာဘာသာရေးအရာဘလောက်အရေးပါသလဲဘလို့စွမ်းအားတွေရှိခဲ့သလဲပြီးတော့လက်ရှိအချိန်မှာဘယ်ရောက်နေလဲဆိုတာကို ဖြစ်ရမှန်တွေ theory တွေနဲ့အတူလေ့လာကြည့်ကြရအောင် Arc of the Governance ဆိုတာခရီးရန်နဲ့ဂျူဘာသာဝင်တွေရဲ့ သမိုင်းကျမ်းစာတွေမှာဖော်ပြထားတဲ့ခြွေချထားတဲ့တစ်သားတစ်တာတော်တစ်ခုဖြစ်ပါတယ်။ဘုရားသခင်ကိုယ်တိုင်မောရှိကိုမိန့်ကြားခဲ့တဲ့ပုံစံအတိုင်းအခေရှာတစ်သားနဲ့ပြုလုပ်ထားပြီးခြွေအဖြစ်ချထားပါတယ်။သူ့ရဲ့အပေါ်ဖုံးကိုတော့ဂိယူနာပလင်မစီစီလို့ခေါ်ပြီးပလင်ပေါ်မှာခြွေနဲ့ပြုလုပ်ထားတဲ့ချယ်ရီဘန်လို့ခေါ်တဲ့နှစ်သားရုပ်နှစ်ခုကအချင်းချင်းမျက်နှာချင်းဆိုင်ပြီးတောင်မန်ရီနဲ့တစ်တာတော်ကိုအုံမိုးထားပါတယ်။ ဒီတိတာတော့အတွင်းမှာအရေးကြီးတဲ့အချက်၃ခုကိုထည့်သွင်းထားတယ်လို့ဖော်ပြထားပါတယ်။ပညာတော်၁၀ပါးရည်ထိုးထားတဲ့ကြပြားနှစ်ချက်ဒါတွေကတော့မောရှိကိုဖျားသခင်ကိုရိုင်းဆိုင်းနိုင်တောင်ပေါ်မှာပြည့်ရခဲ့တဲ့ဣသရေလလူမျိုးတွေအတွက်ဖျားသခင်ရဲ့ပညာချက်တွေဖြစ်ပါတယ်။မန္နာအိုဣသရေလလူမျိုးတွေတောရဲလှဲ့လေစဉ်ဖျားသခင်ကကောင်းကင်ကနေကျွင်းဝေးခဲ့တဲ့အစာအစာမန္နာရီကိုတင်စီထားတဲ့အိုတလုံးအာယုံရဲ့တောင်ဝေးအာယုံရဲ့တောင်ဝေးဟာ အံ့ဖွယ်နီးနဲ့အပွင့်အဖူးတွေပောက်ခဲ့တဲ့အပင်တပင်လိုဖြစ်ခဲ့ပြီးဖျားသခင်ကအာယုံကိုရှစ်ဘရဟိတ်မင်းအဖြစ်ရွေးချယ်ကြောင်းပြသတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။အက်အော့တဲကာဗာနတ်ဟာဣသရေလလူမျိုးတွေအတွက်ဖျားသခင်ရဲ့တည်ရှိခြင်းနဲ့စွမ်းအားကိုကိုးစားပြုတဲ့အမြင့်မြတ်ဆုံးပစ္စည်းဖြစ်ပါတယ်။ဒီတိတာရော်ကိုတွေးမြင်ခွင့်ရှိသူဟာရှစ်ဘရဟိတ်မင်းသားဖြစ်ပြီးတနည်းမှာတစ်ချိန်ပဲတိတာရော်ကိုထိတွေ့ကြံတွယ်ခွင့်ရှိပါတယ်။မာရင်းစွာထိတွေ့မိသူဒါမှမဟုတ် လီမစားပြုတ်မှုသူတွေဟာတည်ဆုံခဲ့ရတဲ့ဖြစ်ရပ်တွေလည်းတမာကျန်းစာမှာဖော်ပြထားပါတယ်။အောက်အော့တဲ့ခါပါနတ်ဟာအီဒရီလာလူမျိုးတွေအတွက်စစ်ပွဲတွေမှာအောင်မြင်မှုကိုယူဆောင်ပေးခဲ့ပါတယ်။ဥပမာအဖြစ် ရေရီခုံမြို့ကိုတိုက်ခိုက်သိမ်းပိုက်ရာမှာ အောက်အော့တဲ့ခါပါနတ်ကိုတည်ဆောင်ပြီးမြို့ရိုးပပတ်လေးလက်ပတ်ခဲ့ရာမှာမြို့ရိုးတွေပြိုကျခဲ့တယ်လို့တမာကျန်းစာယေရှုမတ်စာ Book of Jesus မှာဖော်ပြထားပါတယ်။ဒါအပြင်သူတို့ခီးသွားတဲ့အခါစကန်းချတဲ့အခါ ဖျားသခင်ရဲ့လမ်းညွှန်မှုကိုလည်းအာကနေတဆင့်ရရှိခဲ့ပါ යි အကောတေခါပါနတ်ဟာနှစ်ပေါင်း400နီးပါတဲတော်ထာပနကန်တဲမှာရှိနေခဲ့ပြီးနောက်ပိုင်းမှာဘရင်ဒါဝိလက်ထက်ဂျေယုဇလင်မြို့ကိုရောက်ရှိလာပါ යි နောက်ပိုင်းမှာသူသားဖြစ်သူဘရင်ရှာလမောင်ကဖျားသခင်အတွက်ကြီးငယ်ခန္ဓာရဲ့ဗိမာန်တော်တံပေကိုဆောက်လုပ်ပြီးအဲဒီဗိမာန်တော်ရဲ့အသက်ရှင်ဆုံးဌာန Holy of Holy ထဲမှာအကောထရှိခဲ့ပါ යි အဲဒီချိန်ကစပြီးနှစ်ပေါင်း300နီးပါကြာအောင် အခါဗိမာန်တော်ထဲမှာရှိနေခဲ့ပါတယ်။ဒါပေမဲ့ BC 989ခုနှစ်မှာတော့ဘေဘီလုံဘုရင်နဗျူခနာဇာတူဦးဆောင်တဲ့တပ်တွေဟာဂျေရုဆလင်မြို့ကိုကျူးကျော်ပြီးရှော်လမွန်ရဲ့ဗိမာန်တော်ကိုဖျက်ဆီးလူရဲသိမ်းပိုက်ခဲ့ပါတယ်။ဒီချိန်ကစပြီးအကော့တဲခါဗာနန်ရဲ့ကံတမဟာပြုတ်ဝက်ချက်တစ်ခုဖျက်လာခဲ့ပါတယ်။ဘေဘီလုံကတင်းယူသွားတဲ့ပစ္စည်းစည်းတွေထဲမှာအပ်ပါဝင်တယ်လို့ဖော်ပြထားခြင်းမရှိသလိုဘာသာရေးကျမ်းဂန်တွေမှာလည်း သူ့ရဲ့နောက်ဆုံးတည်နေရာကိုရှင်းရှင်းလင်းလင်းဖော်ပြထားခြင်းမရှိပါဘူး။ဒါကြောင့် Ark of the Covenant ဟာဘယ်ရောက်သွားလဲဆိုတာကို ရာစုနှစ်ပေါင်းများစွာကြာအောင်လူရီဟာရှာဖွေထင်ကြေးပြီးနေကြဆဲဖြစ်ပါတယ်။ Ark of the Covenant ပျောက်ဆုံးသွားပြီးနောက်ပိုင်းသူ့ရဲ့တည်နေရာနဲ့ပတ်သက်ပြီးနာမည်ကြီးတဲ့ theory တွေအများအပြားပေါ်ထွက်လာခဲ့ပါတယ်။ Ethiopia နိုင်ငံ exam မျိုးဒါဟာအကျော်ကြားဆုံး theory တဲကတစ်ခုပါ။ Ethiopia Orthodox Tewahedo Church ဟာအစံမျိုးမှာရှိတဲ့ chat out our lady mary of ဆိုင်ယုံဘုရားကျောင်းနေမှာအကိုမြို့ဝတ်သိမ်းစီထားတယ်လို့ခန့်ကန်မမပြောဆိုထားပါတယ်။သူတို့ရဲ့ရာဇဝင်အရာဘီယေရှောလမုန်နဲ့ရှိပါဘီယေမာရုရဲ့သားမန်နယ်လစ်ကအကိုဂျေရုဇလင်ကနေအီသီရိုးပီးယားကိုယူဆောင်သွားခဲ့ရလို့ဆိုပါတယ်။ဒီနေရာကိုတော့အဆောင်ရှောက်ယဟန်တပါးတဲ့သားဝင်ရောက်ခွင့်ရှိပြီးအများပြည်သူကိုပြသခြင်းမရှိပါဘူး။ဂျေရုဇလင်ထံပယ်မောင်းအောင်နောက်ထပ်နာမည်ကြီးတဲ့ theory တစ်ခုကတော့အခါ ယခင်ရှောလမွန်ရဲ့ဗိမာန်တော်တည်ရှိခဲ့တဲ့ဂျေရုဇလင်မြို့ရဲ့တန်ဖယ်မောင်ဗိမာန်တော်တောင်ကုန်းအောက်မှာမြို့ဝတ်ဥမင်လိုက်ကောင်ဒါမှမဟုတ်မြို့ဝတ်အခန်းတစ်ခုထဲမှာဖုံးကွယ်ထားတယ်လို့ယုံကြည်ကြပါဗျင်ယောရှိကဘေဘီလုံကျူးကျော်မှုမတိုင်ခင်အကူဒီနီယာမှာဖွက်ထားခဲ့တာဖြစ်နိုင်တယ်လို့ဆိုကြပါဒါပေမဲ့ဒီနီယာဟာဘာသာရေးအရာအလွန်အထိမခံတဲ့နေရာဖြစ်တာကြောင့်တူးပေါ်လေ့လာဖို့ခွင့်ပြုချက်မရရှိပါဘူးဂျော်ရန်နိုင်ငံမောက်နေပေါ်နေပေါ်တောင်တမာကျန်းစာတွေက နှစ်မကာဘေးမဆုတူးမကာဘေးမှာတော့ Professor Jeremy ဟာဘေဘီလုံကျူးကျော်မှုမတိုင်းပြီးအောက်ကိုနေဘောတောင်ပေါ်ကလိုင်ကိုတစ်ခုထဲမှာဝတ်ထားခဲ့တယ်လို့ဖော်ပြထားပါတယ်။ဖျားသခင်ကလူမျိုးတော်ရီကိုပြန်လဲစုစည်းပြီးဂယုနာတော်ကိုပြသရဲ့အချိန်မှသာဒီနီယာကိုပြန်လဲဖော်ထုတ်ပြသနိုင်မယ်လို့လည်းဆိုပါတယ်။အခြားသော theory များအချို့ကတော့အောက်ကိုအီဂျစ်ပြည်ကိုယူဆောင်သွားခဲ့တယ်လို့ယုံကြည်ကြပြီးတချို့က Knight Templar တွေက ပြင်သစ်ကိုယူဆောင်သွားတယ်လို့ယူဆကြကတချို့ကတော့နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာသူ့ရဲ့စွမ်းအားတွေလျော့ပါပြီးပျက်စီးသွားပြီလို့လည်းယူဆကြပါတယ်။ပရိသတ်ကြီးအတ်အော့တဲ့ကာဗာနာဟာတကယ်တော့သမိုင်းဝင်ဘာသာရေးပစ္စည်းတစ်ခုထက်ပိုပါတယ်။သူဟာစွမ်းအားဖျားသခင်ရဲ့တည်ရှိမှုနဲ့လူသားတို့ရဲ့ကံကြမ္မာနဲ့ဆက်နွယ်နေရဲ့မြို့ဝတ်စံကျဲတဲ့အရာဝတ္ထုတစ်ခုဖြစ်ပါတယ်။သူရဲ့တကယ်ဒီမြားကိုဘသူမှတက်အပ်မပြောနိုင်သေးပေမဲ့ဒီလူဝတ်ချက်ခါပဲသူ့ကိုပို့ပြီးစိတ်ဝင်စားစရာကောင်းစီခဲ့တာပါ။ ပရိသတ်ကြီးကရော art of the carbonate ဟာဘယ်ရောက်နေတယ်လို့ထင်ပါသလဲဘယ် theory ကအဖြစ်နိုင်ဆုံးလို့ယူဆပါသလဲ comment မှာရေးပေးခဲ့ပါဦးကျမတို့ရဲ့ channel ကို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်နောက်လာမယ့် video တွေမှာလည်းပုံမီစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်